မြန်မာနိုင်ငံအားယွံ့ယွင်းပျက်စီးနေသောအခြေအနေများမှာကဲတင်ရန်ဟူသောအကြောင်းပြချက်ဖြင့်ရခိုင်ကတမတော်ဤခေါင်းဆောင်ဘူချုပ်ကြီးနေဝင်းကဥဆောင်ပြီး1962ခုမတ်လ၂ရက်နေ့တွင် အာဏာသိမ်းခဲ့ပါသည်အထောက်လန်းဤဆိုတာလူကြီးတွေရဲ့နာမျက်စိဖြစ်ကြောင်းဘာသတင်းမဆိုအရေးကြီးမကြီးကိုဆုံးဖြတ်တာမျိုးမဟုတ်ပဲအထက်လူကြီးများထံသို့အ мян ဆုံးရောက်ရှိအောင်တင်ပြပေးဖို့လိုကြောင်း လုံးပဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်เนาะအာနာရှင်ကြီးဤအတွင်းရေးများယနေ့မြန်မာနိုင်ငံသည်ကမ္ဘာပေါ်ရှိအစင်းရဲဆုံးနိုင်ငံများစီးရင်တွင်ပါဝင်လျက်ရှိပေပြီးလွန်ခဲ့သော25နှစ်ခန့်အထိကမ္ဘာစပကြီဟူ၍၎င်းနိုင်ငံတကာကသိရှိခဲ့ကြသည်25နှစ်ကျော်ကာလအတွင်းဘာကြောင့်ဤမြအခြေအနေဆိုးရွားလာခဲ့ရပါသနည်း အကြောင်းအကျိုးဆက်တရားအရာဤအကျိုးတရားမျိုးဖြစ်ပေါ်ရသည့်အကြောင်းတရားများသည် အများအပြားရှိမည်မှာအမှန်ပင်ဖြစ်ပါသည်။ယင်းတို့အနက်မှအဓိကကြာသောအကြောင်းတရားများကိုသိရှိပါကအနာဂတ်မြမပြည့်သည့်ပေါ်ပေါက်လာရေးအတွက်အကျိုးရှိမည်ဟုယုံကြည်ပါသည်။နိုင်ငံတနိုင်ငံဤနိုင်ငံရေးစည်းဝါးရေးလူမှုရေးစစ်ရေးစသည့်အရေးခင်အားလုံးတွင် နိုင်ငံရေးသည်အဓိကကြာဆုံးနှင့်အခြေခံကြာဆုံးဖြစ်ပါသည်။နိုင်ငံရေးဥဆောင်မှုမှန်ကန်သည်နှင့်အမျှ ဂျန်အရေးခင်းဤအောင်မြင်မှုကိုလည်းမုတ်ချရရှိမည်သာဖြစ်ပါသည် နိုင်ငံရေးပိုင်းတွင်သဘောတရားနှင့်လက်တွေပေါင်းစပ်နိုင်သောနိုင်ငံရေးမျိုးဖြစ်ရပါမည်နိုင်ငံရေးကိုဦးဆောင်မှုပေးသည့်နိုင်ငံခေါင်းဆောင်သည်လည်းအမှန်ပင်လိုအပ်ပါသည်မြန်မာနိုင်ငံတွင်25နှစ်ကျော်ကျင့်သုံးခဲ့သောနိုင်ငံရေးစနစ်ကိုမှန်သည်မှားသည်ဟုဝေဖန်ဆန်းစစ်ကြရန်အတွက်ဆိုင်းယားပညာရှင်များကတောင်းဝင်ယူကြစေလိုပါသည်ကျွန်တော်အနေနဲ့မူ ျွန်တော်တာဝန်ထမ်းဆောင်စဉ်အတွင်းအတွေ့အကြုံများကို တင်ပြခြင်းဖြင့်အနာဂတ်မြန်မာပြည်ကိုထူထောင်မြည်သူများအတွက်ဆောင်သင့်သည်များကိုဆောင်ပြီးရှောင်သင့်သည်များကိုရှောင်ပြီးနိုင်ငံ၏အကျိုးအတွက်ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်လိမ့်မည်ဟုယုံကြည်ပါသည်ကျွန်တော်၏တင်ပြချက်များသည်ပုဂ္ဂိုလ်ရေးအရာနှင့်နာစည်းလိုသောဆန္ဒလုံးဝမပါဝင်ပါဖြစ်ရအမှန်များကိုကြားသည့်တွေ့မြင်ခဲ့ရသည့်အတိုင်းသာတင်ပြခြင်းဖြစ်ပါသည် ကျွန်တော်၏တင်ပြချက်များသည်သမိုင်းအထောက်အထားအနေနှင့်တော်လကောင် အနာဂတ်ခေါင်းဆောင်များအတွက်အထောက်အကူဖြစ်နှစ်တော်လကောင်းဂူညီနိုင်မည်ဆိုပါကကျွန်တော်တင်ပြရာကျိုးနှက်ပြီးဟုယုံကြည်ယူဆမိပါသည်ဆက်ဆက်နေသော အကြောင်းတရားအချို့မြန်မာနိုင်ငံအားယွင်ယွင်းပျက်စီးနေသောအခြေအနေများမှာကဲတင်ရန်ဟူသောအကြောင်းပြချက်ဖြင့်ရခိုင်ကတမတော်ဤခေါင်းဆောင်ဘူချုပ်ကြီးနေဝင်းကဦးဆောင်ပြီး1962ခုမတ်လ2ရက်နေ့တွင်အာဏာသိမ်းခဲ့ပါသည်ဘူချုပ်ကြီးနေဝင်းကတော်လန်ရေးကောင်စီဖွဲ့စည်းပြီးတိုင်းပြည်အားအုပ်ချုပ်ခဲ့ပါသည် ဒေါ်လန်၏အစိုးရလက်ထက်ကမင်းမြမဆိုရှယ်လစ်လမ်းစဉ်ကိုကြီးညာခြင်းမြမဆိုရှယ်လစ်လမ်းစဉ်ပါတီကိုတည်ထောင်ခြင်းလူတုလူတန်းစားအဖွဲ့အစည်းများကိုဖွဲ့စည်းပေးခြင်းဗဟိုနိုင်ငံ၏သိပ္ပံအကြောင်းကြီးဖွင့်လေ၍နိုင်ငံ၏သဘောတရားများဖြန့်ဖြူးပေးခြင်းစသည့်အရေးပါသောဆောင်ရွက်မှုများကိုလှုပ်ဆောင်ခြင်းနိုင်ငံသားညီညွတ်ရေးအတွက်၎င်းကြီးရင်းတောင်းချမ်းမှုခြုံငိမ့်ရေးအတွက်၎င်းနိုင်ငံတကာဆက်ဆံမှုအတွက်စစ်မှန်သောဗမ္မလိုက်ဝါဒကိုကျင့်သုံးရေးအတွက်၎င်းအလေးထားဆောင်ရွက်ခဲ့ခြင်းများရှိပါသည် 1953ခုနှစ်တွင် နိုင်ငံအဖွဲ့အစည်းပုံအခြေခံဥပဒေကိုပြဋ္ဌာန်း၍ဤတော်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံအဖြစ်ထူထောင်ခဲ့ပါသည် အခြေခံဥပဒေကိုပြဋ္ဌာန်းခြင်းမပြုမီအထိမြန်မာနိုင်ငံ၏နိုင်ငံရေးစီးပွားရေးလူမှုရေးစစ်ရေးကိစ္စရပ်များမှာတည်ငြိမ်မှုရှိခဲ့ပြီးကမ္ဘာအလယ်မျက်နှာမငယ်ရသည့်အခြေအနေတွင်ရှိပါသည်စီးရေးအောင်မြင်မှုများမှာအားရဝမ်းသာပွဲရဖြစ်ပါသည်လူလေရာပြည်ဒီမှာစာရွယ်တောင်းညံသူများ၏လက်တွဲ၌ရှိခဲ့သော အရှိယိုးအနောက်ယိုးအလဲယိုးတို့ဤတစ်ချောင်းမှအချက်အချာကြသောနေရာတိုင်းကိုပြန်လည်သိမ့်ပိုင်နိုင်ခဲ့ပြီးတောင်းကျမ်းသူများမှနေစုံနေဖျားနိုင်တာနီးမျိုးမျိုးဖြင့်အသက်ဆက်ရန်ကြိုးစားနေရသောဘဝရောက်အောင်ဆောင်ရွက်နိုင်ခဲ့ပါသည်စီးပွားရေးတွင်လည်းရွှေနှင့်နိုင်ငံခြားငွေများကိုကြောထောင်နောက်ခံပြု၍ငွေကြေးလည်းပတ်မှုများမှန်ကန်မှုရှိသင့်သလောက်ရှိခဲ့သဖြင့်ဝင်းကုံထုတ်ကုံအချိုးအစားများပုံပြပန်းပြန်မဖြစ်ခဲ့ကြောင်းတွေ့ရပါသည် စီးပွားရေးဘက်တွင်အခြေအနေတင့်တော်ကောင်းမွန်သည်နှင့်အမျှလူမှုရေးဘက်တွင်လည်းအားရစရာအခြေအနေများရှိခဲ့ပါသည်ပညာရေးကျန်းမာရေးလုံခြုံရေးမှစ၍အဘက်ဘက်မှဂုံယူစရာဖြစ်ခဲ့ပါသည်အားကစားဘက်တွင် အားရှချန်ပီယံအဖြစ်ဂုံယူဝင်ကြွားနိုင်ခဲ့ပါသည်ဒေါ်လန်၏အစိုးရလက်ထက်တွင်လွတ်လပ်ရေးကြိုးပမ်းမှုတစ်ချောင်း၌ဘူချုပ်ကြီးနေဝင်းနှင့်အတူဘာဝင်လှုပ်ဆောင်သူတတ်တူရွယ်တူပုံကိုအများပြရှိခဲ့ပါသည်ထိုပုံကိုတို့သည် နိုင်ငံရေးလှုပ်တဲ့အရာ၎င်း နေချက်ဆန့်ကျင်ရေးဖက်စစ်ဆန့်ကျင်ရေးမှစာရွက်အတွေ့အကြုံများအရာ၎င်းဘူချုပ်ကြီးနေဝင်းနှင့်တပြေးတည်းရှိခဲ့သူများဖြစ်ပါသည်ဤအချက်မှာဘူချုပ်ကြီးနေဝင်း၏အုပ်စိုးမှုတစ်လျှောက်တွင်အထူးဂရုပြုထိုက်သော အချက်တစ်ချက်ဖြစ်ပါသည်1962ခုနှစ်တွင်တော်လန်ရေးကောင်စီမှအာဏာသိမ်းဆဲပြီးနောက်ရခိုင်ပဋ္ဌာဆအဖွဲ့ခေါင်းဆောင်ဝင်းကြီးကျော်ဟောင်းဦးနုနှင့်အတူဝင်းကြီးဟောင်းများတန်ရှင်းဖဆပလဒီမြဲဖဆပလအဖွဲ့တို့မှစာရွက် မီးပေါ်ရှိနိုင်ငံရေးအဖွဲ့ဟောင်းများမှခေါင်းဆောင်များရခင်တက်မတော်မှအေးအယူခံခဲ့ရသောတက်မတော်ခေါင်းဆောင်များစသည်တို့အားဒေါ်လင်ရေးကောင်စီမှထိန်းသိမ်းခဲ့ပါသည်ဘူးနူးနှင့်နိုင်ငံရေးတမဟောင်းတော်တော်များများအားမင်္ဂလာတုံရှိယခုဗဟိုနိုင်ငံရေးတက္ကသိုလ်နေရာတွင်ရှိခဲ့သောလေ့ကျင့်ရေးတပ်တွင် ထိန်းသိမ်းထားခဲ့ပါသည်ယင်းသို့ဦးနူးနှင့်နိုင်ငံရေးတမဟောင်းများအခြားအရေးကြီးသောပုဂ္ဂိုလ်များအားလေ့ကျင့်ရေးတပ်တွင် ထိန်းသိမ်းထားစဉ်လေ့ကျင့်ရေးတပ်မှအရာရှိအချို့သည် အခြားအဆင့်အချို့တို့မှာဥနူအားကြီးညိုသဖြင့်ကိုယ်တိုင်သွားရောက်၍ကြော့ခဲ့ကြပါသည်။၎င်းကိစ္စကိုလေ့ကျင့်ရေးတက်မှုဒုဗိုလ်မူကြီးလှမောင်က သိရှိသွားပြီးသက်ဆိုင်ရာသို့သတင်းပို့သဖြင့်ဥနူနှင့်အခြားထိန်းသိမ်းသူများအားမင်္ဂလာတုံရေးကြီးအိုင်ရှိဗဟုထောက်လန်းရေးတပ်သို့ချက်ချင်းပြောင်းရန်စီစဉ်ပြီးကြောင်းရွှေ့ခဲ့ပါသည်။အခြားဆင်များ၏အိမ်နောင်သည်လိုင်းအတော်ဆောက်ထားသောအဆောက်အဦများကိုချက်ချင်းတန်ဆူးကျူးများကာယံပြီးထားရှိခဲ့ပါသည်။ထိုချင်းကဗဟုထောက်လန်းရေးတပ်၏တပ်မှူးမှာ ဒုတိယဘုံမူကြီးရဲမြင့်ဖြစ်၍လူတက်မှုနှင့်နီးပြအရာရှိကြုံမှာဘုံမူကြုံဟောင်းဥတင်ဦးဖြစ်ခဲ့ပါသည်ဒုဘုံမူကြီးရဲမြင့်က အုတ်ချုံမှုလိုအပ်ချက်အဝဝအတွက်တာဝန်ယူပြီးလုံခြုံရေးနှင့်ထောက်လှမ်းရေးတင်နန်းများကိုဘုံမူနေဝင်းဤအုတ်ဆိုးမှုနှင့်ပတ်သက်၍အရေးပါသောတွင်ဆံများဖြစ်နေခြင်းကြောင့်တင်ပြခြင်းဖြစ်ပါသည်ဘုံမူကြုံဟောင်းတင်ဦးဘုံကြုံကြီးနေဝင်းဤနိုင်ငံရေးဩဇာအတက်ကြာနေအထူးသက်ဆိုင်သူဖြစ်ပါသည်မူတုံမြို့မှဖြစ်၍ ၎င်း၏ညီကိုရင်းများမှာလွတ်လပ်ရေးလှုပ်ရှားမှုတွင်ကြာဆုံးခဲ့ရပါသည်။ဇေရန်အောင်ပြီးဂျပန်ခေတ်တပ်မတော်တွင်တပ်သားအဖြစ်ဝင်ရောက်ခဲ့ပြီးဂျပန်ခေတ်ဘိုတင်နန်းကိုတတ်ခဲ့ရသူဖြစ်သည်။ဘူဂျူကြီးနေဝင်းတို့ရဲဘော်၃ချိန်အဖွဲ့ဝင်များဂျပန်မှပြန်လာစဉ်ကမူဒုံဘတ်သို့ရောက်ရှိစဉ်တွင်ဘူမူဂျုံတင်ဦး၏မိသားစုနှင့်တွေ့ရှိပြီးဘူဂျူကြီးနေဝင်းအားအနံ့ခဲ့ကြောင်းသိရပါသည်။ဘူဂျူကြီးတင်ဦးသည်ဂျပန်တော်လှန်ရေးပြည်၍ရန်ကုန်တပ်ကတော်ပြန်လည်တက်ရောက်ခဲ့ပြီး ပြည်တွင်တောင်းញမ်းမှုများကြောင့်တမတော်ဘိုးသင်နန်းသို့တက်၍တထဲသို့ပြန်လဲရောက်ရှိခဲ့ပါသည်။၎င်းသည် တက္ကသိုလ်တွင် စီးပွားရေးပညာကိုသင်ကြားခဲ့ရပြီးမစ်ဝါရကိုလေ့လာခဲ့သူဖြစ်ပါသည်။ရဲဘော်အေဂျန့်တို့တောကိုစင်က၎င်းအလားခေါ်ရာတွင်၎င်းအနေနှင့်ဆိုရှယ်လစ်ဝါရကိုသဘောကျကြောင်းသို့တော်လဲလက်နက်ကင်လမ်းစဉ်ကိုလက်မခံနိုင်သဖြင့်မလိုက်လိုကြောင်းငင်းခဲ့သည်ဟုသိရပါသည်။စာပေကိုအလွန်လေ့လာလိုက်စားသူဖြစ်ပြီးထောက်လန်း၏ပညာကိုလည်း အလွန်တန်ဖိုးထားသူဖြစ်ပါသည်သူဘုံဘဝကပင်ဘုချုပ်ကြီးနေဝင်း၏ကိုရီးအရာရှိအဖြစ်ထမ်းဆောင်ခဲ့ရသဖြင့်ဘုချုပ်ကြီးနေဝင်းအားအလွန်ကြည်ညိုပြီးအဆူရီးသောဖခင်အဖြစ်ကိုးကွယ်ခဲ့သူဖြစ်ပါသည် ထောင်လင်းအရာရှိများ၏ဧကံပွဲများတွင်ဘုံမူးချုပ်တင်ဦးပြောလိရှိသောစကားများမှာခမည်းတော်ကျွန်တော်ကိုအထင်သေးခြင်းလဲသေးကြဗျာကျွန်တော်မိဘတွေကဗုဒ္ဓဘာသာဖြစ်ပေမဲ့ကျွန်တော်တို့ဗုဒ္ဓဘာသာအဖြစ်နဲ့အလေးအနံမလုပ်ခဲ့ရသေးဘူးဗျာ ကျွန်တော်အနေနဲ့စိုးတဲ့စကားကိုသဘောကျတယ်ဗျာကျွန်တော်ကအရက်တော်တောက်တယ်ဗျဒါပေမဲ့ကျွန်တော်သိခါကိုတော့အမြဲထိမ့်သိမ့်မှုစူးစားခဲ့ပါတယ်သူများယုံကြည်ကိုးကွယ်တာကိုလည်းကျွန်တော်ဘယ်တော့မှအထင်မသေးခဲ့ဘူးဟူ၍ဖြစ်ပါသည်ဘုံမှုကျုပ်တင်ဦးသည်လူကြီးများ၏အခမ်းပွဲများတွင်ပင်အတိုင်းစကားပြောခဲ့သူဖြစ်ပါသည် စကားဆက်မိသည့်အခါတိုင်းပြောခဲ့သည့်စကားလုံးမှာကျွန်တော်မှဖျားတဆူပဲရှိပါသည်ဒီဖျားကတော့ဘုံကျုပ်ကြီးနေဝင်ပါပဲဟူသောစကားပင်ဖြစ်ပါသည် ျွန်တော်ကဘိုးကျုပ်ပြောတာတွေကိုလည်းတော်တော်ကြားခဲ့ရတယ်။ကျွန်တော်မသိတာကိုမေးရင်လည်းဘိုးကျုပ်ကတေးသေးချာချာရှင်းပြခဲ့ပါတယ်။ဒါပေမဲ့အစဲခံရတဲ့အထင်းမှာတော့ကျွန်တော်ကထိတ်ကပါပဲဟူ၍လည်းအမြဲဂုံယူတတ်ပါသည်။မြမတက်မတော်ထောက်လိုင်းရဖွဲ့တွင်တာဝန်ထမ်းဆောင်ရနိုင်ဘုံမှုဘကိုဒါရိုက်တာမင်းသာဘုံမှုအုံမောင်ရခင်ပြည်တွင်အခွန်ညွန်ချုပ်တို့ထမ်းမှ ထောင်လင်းရဲ့ပညာသင်ယူခဲ့ရာဘုံကို၎င်းဘုံမူကြီးကင်တို့နှင့်ထောင်လင်းရဲ့အတွေ့အကြုံများကို၎င်းနှကမ်းမွေဘလွင်ထံမှာ ထောက်လင်းရေးပညာရရှိခဲ့ပုံကို၎င်းမကြာခဏထုတ်ဖော်ပြောတတ်ပါသည်ထောက်လင်းရင်းနှင့်ပတ်သက်သောစာအုပ်များကိုကိုယ်တိုင်ဖတ်ရှုရုံများမက အခြားအရာရှိများကိုပါဖတ်ခိုင်းပြီးပြန်လည်ဆွေးနွေးမှုများပြုလုပ်လေရှိပါသည်နိုင်ငံရေးသဘောတရားကိုလည်းအလွန်လေ့လာသူ ဖြစ်ပါသည်1952ခုနှစ်ခန့်ကသမတော်မှပြုစုခဲ့သောသဘောတရားမှတ်စုများမှစပြီးမတ်လီနင်ဝါဒများမော်စီတုံးနှင့်စတာလင်တို့၏ရေးသားချက်များကိုအလွတ်လောက်နီးနီးပင် ရသည်ဟုစိုးနိုင်လောက်အောင်လေ့လာထားသူဖြစ်ပါသည်။၎င်း၏မိတ်ဆွေများကဗဟိုနိုင်ငံရေးသိပ္ပံမှသင်ကြားနေသောသင်တန်းများကိုတက်ရောက်ပြီးပြီလားဟုမေးသောအခါတွင်တပ်ဖို့အခါအခွင့်မသင့်သေးကြောင်းအမြဲပြောခဲ့ပါသည်။တမတော်ထောက်လန်းရေးတပ်ဖွဲ့ဗမာတပ်မတော်တွင်ထောက်လန်းရေးကိုစိတ်ဝင်စားမှုအရှိဆုံးပုံကမှဗိုလ်ချုပ်ကြီးနေဝင်ဖြစ်ပါသည်။၎င်းကိုယ်တိုင်အမြဲကြီးကြပ်ခဲ့ပြီးလေ့ကျင့်သင်ကြားမှုမှစ၍၎င်းကိုယ်တိုင်ညွှန်ကြားလေ့ရှိပါသည်။1958ခုနှစ်မှစ၍ ထောက်လန်းရေးတင်နှန်းများကိုစနစ်တကျပြန်လည်ပြုလုပ်ရန်ဘုံမှုချုပ်တင်ဦးကကြိုးစားခဲ့ရာတွင်ဘူချုပ်ကြီးနေဝင်းနှင့်ဘုံမှုကြည်လွင်တို့ကညွန်ပြကူညီခဲ့ကြောင်းသိရပါသည်။ရခိုင်တပ်မတော်ထောက်လန်းရေးတပ်ဖွဲ့များကိုစစ်မြေပြင်ထောက်လန်းရေးသဘောတရားလောက်နှင့်လုံခြုံရေးပညာများကိုသာမတောက်တခေါက်သင်ကြားရစေပြီးတာဝန်ပေးခဲ့ရသဖြင့်ထောက်လန်းရေးအမှုမှစပြီးတပ်ဖွဲ့ဖွဲ့စည်းပြီးသည့်အထိဖြစ်သလိုသာစခန်းသွားခဲ့ကြရပါသည်။ထောက်လန်းရေးတပ်ဖွဲ့များအနေနဲ့တပ်များအား၎င်း စစ်ဌာနချုပ်များအား၎င်းထိထိရောက်ရောက်မကူညီနိုင်ခဲ့ကြပါထို့ကြောင့်ထိုးစင်အခါကတမတော်စစ်စင်ရေးများသည့်ငါးပွဲရာငါးစာရှာဟုတကဲ့သို့စိန်မန်းနှင့်၎င်းရန်သူကလာတိုက်မှသော၎င်းစစ်စင်တိုက်ခိုက်ကြရပြီးမိမိတပ်များကထောက်လန်းစီမံချက်ဖြင့်စစ်စင်တိုက်ခိုက်နိုင်သည့်အခြေအနေမှမရှိသလောက်ဖြင့်ဖြစ်ခဲ့ရပါသည်အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနေသက်သဘောကျတယ်ဆိုလို့ရှိရင် ျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လဲအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုတမတော်ဤအင်အားမှာတပြေးပြေးကြီးထွားလာခဲ့တော့လဲတောင်းညမ်းသူများဤအင်အားမှာယောနေသွားခြင်းမရှိသလောက်ဖြစ်ခဲ့ရပါသည်ရင်းကဲ့သို့သောအခြေအနေမျိုးတွင်တမတော်တွင်၌ထူးခြားချက်တရက်ပေါ်ပေါက်လာခဲ့ရပါသည်တစ်ချိန်ကကရင်တောင်းညမ်းသူများဤဖန်စီခြင်းခံရပြီး ပြန်လည်လွတ်မြောက်ခဲ့သောဘုံမူးချုပ်ဟောင်းဦးမောင်မောင်သည်မမတက်မတော်တွင်အတော်ထင်ရှားသူတဦးဖြစ်ခဲ့ပါသည်အလွန်လေလာသူဖြစ်၍ရခင်ကနိုင်ငံရေးသမားဟောင်းကြီးများကပင်လေးစားခြင်းကိုခံရသူဖြစ်ပါသည်မမတက်မတော်မှာဖွင့်မျိုးစင်းနိုင်ငံတစ်ခု၏တက်မတော်ပြီးပြီးမူထက်လူကိုအေးထားဆုံးအဖြစ်ပြုသွားသည်များများပြားရှိခဲ့ပါသည်ဘုံမူးချုပ်ဟောင်းဦးမောင်မောင်သည်တောင်းချမ်းမှုမချုံနှိမ့်နိုင်သမျှ နိုင်ငံ၏တိုးတက်မှုကိုအဟံတာပြုနေမည်ဟုယုံကြည်သူဖြစ်ပါသည်။တောင်ကျမ်းမှုနေနေရေးတွင်တက်မတော်မှထောက်လန်းရေးတပ်ဖွဲ့များကို အလွန်အားမရဖြစ်ခဲ့သူဖြစ်ပါသည်။ဘုံမူကြည်လွယ်မှာဘုံမူကြုံမောင်မောင်အားအလွန်ကြောက်ရကြောင်းမကြာခဏပြောလီရှိပါသည်။ဘုံမူတင်ဦးနှင့်ဘုံကြုံမောင်မောင်မှာအကြီးအကျယ်ပြိပခါဖြစ်ခဲ့ကြပြီးဘုံမူတင်ဦးကတက်မတော်မှနှုတ်ထွက်တော်မည်ဆိုကထောက်ကျံမြို့နယ်ဘက်တွင်ခြံကြီးများဝယ်၍စိုက်ပျိုးရင်းနှင့်မွေးမြူရင်းများကိုအကြီးအကျယ်လုပ်ခဲ့ပါသည်။ ဝမှုချုပ်မောင်မောင်သည်ထောက်လန်းရေးတပ်ဖွဲ့များကိုအားမရရာမှအမေရိကန် CIA နှင့်ဆက်သွယ်ရခဲ့ပြီးမြို့ဝထောက်လန်းရေးလုပ်ငန်းများလုပ်ရန်အကြီးအကျယ်စီစဉ်ခဲ့ပါသည်ထို့အချိန်မှာပင်ဝမှုတင်ဦးကလည်း boundary လမ်းတွင် ထောက်လန်းရေးတင်နန်းများကိုစတင်ပြီးဂိုင်းတွယ်လေ့ကျင့်ခဲ့ပါသည်ဝမှုတင်ဦးသည်အင်္ဂလန်တွင်တပ်ထင်းတင်နန်းတက်ခဲ့ရသဖြင့်စစ်တုပ်ပန်းများဂိုင်းတွဲထိန်းချုပ်ခြင်းကိုကောင်းစွာသဘောပေါက်နားလည်ခဲ့သူဖြစ်ပါသည်။နောက်ပိုင်းတွင်ဗိုလ်မှူးလေးမှာ ြည်သူတရားသူကြီးအဖွဲ့ဝင်နှင့်အတူနိုင်ငံသားထောက်လင်းရေးသင်တန်းများကိုလျှို့ဝှက်တက်ရောက်ခဲ့ရသူလည်းဖြစ်ပါသည်ဘုံမူးကြုံမောင်မောင်ပြုလို့သောထောက်လင်းရေးအဖွဲ့အားဘူကြုံကြီးနေဝင်းမှဖြတ်စည်းခဲ့ပြီးနောက်ဘုံမူးတင်ဦးသည်ဘုံမူးလင်းမောင်ဤအကူအညီဖြင့်ထောက်လင်းရေးသင်တန်းများကိုအင်းတိုက်အားတိုက်ပြုလုပ်ခဲ့ပါသည်သူတို့အားအထူးအကူအညီဖြစ်စေခဲ့သူမှာအင်္ဂလန်ရှာဖီရဲသိပ်ပံတို့တင်နန်းတက်ခဲ့ပြီးမှအလုံမခန့်သောဘုံမူးအေးလွင်အားတွေ့ရှိ၍ တမတော်အရာရှိဖြစ်ခန့်ငယ်ကြပါသည်ဘုံမူးလင်းမောင်မှာဘုံမူးတင်ဦးအားပုဂ္ဂိုလ်ရေးအရာအလွန်လေးစားပြီးအထူးအကူအညီပေးခဲ့သူဖြစ်ပါသည်ရန်ကုန်တက္ကသိုလ်တွင် ရှိစဉ်က မောင်ကျဘန်းဘွဲရသည့်အထိစကားပြောရာတွင် အောင်မြင်ခဲ့သူဖြစ်ပါသည်ဇာအလွန်ဖတ်ပြီးဘ ഹു သူတာအလွန်ကြွယ်ဝသူဖြစ်၍သူဤတန်နှန်းကိုတက်ရသူများမှာဗုဒ္ဓတရားကိုအလွန်ကြည်ညိုပြီးလူကောင်းများဖြစ်သွားကြသကဲ့သို့ ဘူဂျုတ်ကြီးနေဝင်းနဲ့ဘူမူတင်ဦးတို့အားလည်းအထူးကြည်ညိုလေးစားမှုကို ဖြစ်စေခဲ့သူ ဖြစ်ပါသည်ဘူမူအေးလွင်မှာတက္ကသိုလ်တွင်ဓာတုဗေဒဆရာလုပ်ခဲ့သူဖြစ်ပြီးအင်္ဂလန်ရဲသိပ်ပံမှဆင်းလာခဲ့သူဖြစ်ယုံများမကအမေရိကန်အီလီနွိုင်းရှိအသုံးချသိပ်ပံကျောင်းမှမူကင်းစုံစမ်းရေးသိပ်ပံပညာဘွဲကိုလည်းရရှိခဲ့သူဖြစ်ပါသည်။ထောင်လင်းရေးသင်တန်းများတွင်အလွန်အရေးပါသောသိပ်ပံပညာရများအားသင်ပေးနိုင်ခဲ့သူဖြစ်ပါသည်။၎င်းတို့သုံးဦးကြိုးစားမှုကြောင့် လေ့ကျင့်ပေးပြသူတက်မတော်အရာရှိ အကြက်တပ်သားအများအပြားရရှိခဲ့ပါသည်ဒေါ်လန်၏အစိုးရတပ်ပြင်းနောက်ဗိုလ်မှူးတင်ဦးသည်ဗိုလ်ချုပ်ကြီးနေဝင်းနှင့်ဗိုလ်မှူးကြည်လွင်တို့၏သဘောတူချက်ကိုရယူ၍ထောင်လန်း၏တပ်သည်များဖွင့်ရန်ကြိုးစားခဲ့ပါသည်ထောင်လန်း၏သင်တန်းတပ်ပြင်း၍တပ်အတွေ့အကြုံရရှိပြီးသောတက်မတော်မှအရာရှိများ အကြက်တပ်သားများအားတပ်ဆိုင်ရာတိုင်းတက်မှတရင်များ၏ထောက်ခံချက်ရယူ၍အသက်ဖွဲ့သော ထောင်လန်း၏တပ်များတွင်တာဝန်ပေးခဲ့ပါသည် တများနှင့်နီးစပ်ဝန်းဆက်မှုရှိပြီးထောက်လှမ်းရေးပညာတက်မြောက်ပြည်သူများကိုအသုံးချလာခြင်းဖြစ်၍တများ၏အကူအညီရရှိခြင်းပြည်သူလူထုကြားတွင်ပြည်ရည်စွာနေထိုင်တတ်ခြင်းစသည်တို့ကြောင့်ထောက်လှမ်းရေးလုပ်ငန်းများတည်တည်တသာအောင်မြင်လာခဲ့ပါသည်ထိမ့်သိမ့်သားသူများလုံခြုံ၏ဝင်ကြီးချုပ်အောင်ဦးနှုနေတကွထိမ့်သိမ့်သားသူများအားထားရှိရာတွင်လောလောဆယ်ဖြစ်သာစီစဉ်ဆောင်ရွက်ရသဖြင့်လုံခြုံရေးအတွက်အလွန်အန္တရာယ်ရှိပါသည်လုံခြုံရေးသဘောတရားကိုနားလည်သောဗိုလ်မှူးတင်ဦးအတွက် အထူးအုံနောက်6ဆရာဖြစ်သည်ရန်ကုန်နယ်နိမိတ်တွင်ရှိတနတ်ကိုင်းတရင်၄နှစ်တကွအခြားတနတ်ကိုင်းတရင်များမှရသည်များအင်အားကိုရယူခြင်းလက်နက်ကြီးများမှစာရွက်လက်နက်ခဲယမ်းမီးကြောင်ဖြည့်ဆည်းခြင်းတန်ချက်ကာတက်မှ bring carrier ကားများတွဲဖက်ထားရှိခြင်းစသည်များကိုပြုလုပ်ခဲ့ပါသည်ဗိုလ်မှူးတင်ဦးမှဗဟုသုတရှိသူဖြစ်၍ထိမ့်သိမ်းထားသူများအားအခြားနိုင်ငံတစ်ခုခုမှစစ်သည်မော်ဖြင့်ပင်လယ်ဝအထိလာရောက်ပြီးရုတ်တရက်ဟယ်လီဘွန်းစစ်စင်ရေးမျိုးပြုတ်လုပြီး ကယ်တင်ရန်ကြိုးစားမှုများရှိနိုင်သောကြောင့်အရေးပေါ်တံပြန်တိုက်ခိုက်ရန်များကိုပါလေ့ကျင့်ပြင်ဆင်ခဲ့ပါသည်။လုံခြုံရေးကိုအတွင်းစည်းလုံခြုံရေးအပြင်လုံခြုံရေးအဖြစ်ခွဲခြားပြီးဆောင်ရွက်ခဲ့ပါသည်။ထို့သောဆောင်ရွက်ရာတွင် အတွင်းပြင်အားလုံး၌ in cover ခေါ်ထောက်လိုင်းစနစ်အရာထောက်လိုင်းအမှုဒန်းများပစ္စည်းကရိယာများ၃လရက်၎င်းအသေးစိတ်ဆောင်ရွက်ခဲ့ပါသည်။ ဤသို့လုံုံရေးစနစ်ကိုတိကျစွာအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းကပင်ဘုံမူးတင်ဦးအားအထွတ်ထိပ်ရာထူးရသည့်အထည်ပို့ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ယာယီအကျဉ်းစခန်းတွင်ဖြစ်သလိုထားရှိခဲ့တော်လဲနိုင်ငံတကာစစ်တုပ်ပန်းဥရစီမင်းများကိုနားလည်သောဘုံမူးတင်ဦးအနေနှင့်ထိမ့်သိမ်းထားသူကိုတတ်နိုင်သမျှအကောင်ဆုံးဖြစ်အောင်စီစဉ်ပေးနိုင်ခဲ့ပါသည်။ထိမ့်သိမ်းရေးစခန်းတွင်တာဝန်ကျသောဝန်ထမ်းများနှင့်အရာရှိများအားတော်လန်ဤအစိုးရ၏သဘောထားကိုနားလည်အောင်အကြိမ်ကြိမ်ရှင်းပြခဲ့ပြီးလိုက်နာအောင်လဲကြီးကြံနိုင်ခဲ့ပါသည်။ အရာရှိများကိုလည်းကောင်းစွာညွှန်ကြားပြီးတောင်းဝင်ပေးခဲ့သဖြင့်ထိမ့်သိမ်းခံရသူများမှာစိတ်သက်သာရာရသင့်သလောက်ရရှိပြီးလွတ်လည်ရေးအတွက်ကြိုးပမ်းမှုများမရှိသလောက်ဖြစ်ခဲ့ပါသည်ထိမ့်သိမ်းရေးစခန်းတွင်တောင်းဝင်ထမ်းဆောင်သူများသည်ထိမ့်သိမ်းထားသူများအားလေးစားစွာဖြင့်တောင်းဝင်ရှိရှိဆက်ဆံခဲ့ကြပါသည်ထိမ့်သိမ်းထားသူများအားလွတ်လည်ရေးကြိုးပမ်းမှုတမိုင်းတွင်ပါဝင်ခဲ့သူများအဖြစ်နှင့်၎င်းနိုင်ငံအတွက်တောင်းဝင်ထမ်းဆောင်ခဲ့သူများအဖြစ်နှင့်၎င်းဒေါ်လန်ရေးကောင်စီမှသဘောထားကြောင်း နားလေကြသဖြင့်ဆက်ဆံမှုများချောမောအစဉ်ပြေခဲ့ကြပါသည်ဘုံမူတင်ဦးသည်၎င်းကိုတိုင်းဖြစ်စေဘုံမူအေးလွင်ဘုံမူကြီးဆွေအကောက်ခွန်ဘုံမူစွညွန်သွင်းကုံထုတ်ကုံတို့ကိုဖြစ်စေထိန်းသိမ်းထားသူများထံသို့သွားရောက်တွေ့ဆုံခြင်းများပြုလုပ်ခဲ့ပါသည်ထိန်းသိမ်းထားသူများမှ ပြင်ပမှပုံကွန်များနှင့်စကားပြောရသည်ကိုအလွန်သဘောကျပြီးတဘာဝအတွေ့အကြုံများစမ်းနာသဘောထားများကိုပွန့်ပွန့်လင်းလင်းပြောခဲ့ကြပါသည် ။အမိုင်းလေးလာမှုကိုအထူးနှစ်သက်သောဘုံမှုတင်ဦးအတွက်အထူးကြိုးရှိစေခဲ့ပါသည်။ဒိန်ဒိန်သာသူများထံမှကြားသည့်ရချက်များကိုဘူဂျုတ်ကြီးနေဝင်းထံသို့တင်ပြရာတွင်ဘူဂျုတ်ကြီးကဝေဖန်ချက်များပေးခဲ့သဖြင့်၎င်းအတွက်အထူးအကျိုးဖြစ်စေခဲ့ပါသည်။ဘုံမှုတင်ဦးမှလွတ်လပ်ရေးကြိုးပမ်းမှုတွင်ကိုယ်တိုင်ပါဝင်ခဲ့ခြင်းဘူဂျုတ်ကြီးနေဝင်း၏ရှင်းလင်းတင်ကြားချက်များကိုကြားနာရခြင်းထိန်သိမ်းထားသူနိုင်ငံရေးသမားကြီးများတမတော်အရာရှိကြီးများတို့ထံမှအတွေ့အကြုံများကိုသိရှိရခြင်းတို့ကြောင့ လုံးစွာအကျိုးထူးရရှိခဲ့ပါသည်လုံခြုံရေးအတွက်ပြင်စည်းလုံခြုံရေးကိုဆောင်ရွက်ရင်းမြန်မာနိုင်ငံတစ်ခုလုံး၏အခြေအနေကိုစုပ်ကိုင်နိုင်သည့်အခြေအနေသို့ကျရောက်ခဲ့ခြင်းဖြစ်ပါသည်တပြင်းလုံခြုံရေးကိုတဖြည်းဖြည်းတိုးချဲ့ဆောင်ရွက်ရင်းတက်ဤပဝင်းငင်ရှိစင်ဖုံဘာလာလဲကူးမော်ဘီထန်းတပင်တန်လျင်စသည်တို့ဘက်မှတောင်းញန်းသူများ၏အဆက်အသွယ်များကိုသာမကပဲဒိုင်းပြည်တွင်တောင်းញန်းနေသောဓမြတခိုးစသည်တို့ကိုပါဖော်ထုတ်အေးအေးယူနိုင်သည်သည့်ရရှိခဲ့ပါသည် တပြင်းလုံးညုံရေးကိုတိုးချက်ဆောင်ရွက်ရန်အတွက်ထောက်လန်းရေးပိုက်ကွန်များကိုတပြေးပြေးတိုးချဲ့ချထားခဲ့ရာတွင်တောင်းညံသူသတင်းမှစာရွေနယ်မြေသတင်းများစီရေးနိုင်ငံရေးစီးပွားရေးစသည့်သတင်းများအထိရရှိခဲ့ပါသည်စီရေးသတင်းများကိုတက်မတော်ထောက်လန်းရေးညှို့မှုညုံမှတစဉ်သက်ဆိုင်ရာတက်များသို့ဖြန့်ရှင်နိုင်ခဲ့သဖြင့်စစ်စင်ရေးအထူးအောင်မြင်ခဲ့ပါသည်ဘူကြီးကျော်စွာမြင်တက်မတော်ထောက်လန်းရေးညွှန်ကြားရေးမှုညုံမှစီရေးအရာရှိတအူးဖြစ်သောဘူကြီးကျော်စွာမြင်မှာ ဗိုလ်ချုပ်ကြီးနေဝင်ဤပြည်တွင်ပြည်ပခရီးများတွင်အမြဲလိုလိုလိုက်ခဲ့ရသူဖြစ်ပါသည်ဗိုလ်ချုပ်ကြီးကလည်းသဘောကျသူဖြစ်ပါသည်သို့တော်လည်းအချိန်နှင်းမှာတမျိုးတဖုံဖြစ်ခဲ့ရပါသည်ဗိုလ်ကြီးကျော်စွာမြင့်သည့်ခရစ်ယာန်ဘာသာရိုမန်ကက်သလစ်ဂိုင်းဝင်ဖြစ်ပြီးဘာသာရေးယူသီးသူတဦးဖြစ်သည်ဖြင့်မြမဆိုရှယ်လစ်လမ်းစဉ်ကိုမကျဉ်းနှက်ခါတော်ကိုသွားခဲ့ပါသည်ဤအဖြစ်မျိုးမှာဖြစ်တောင်းဖြစ်ခဲ့ဖြစ်သည်ဖြင့်တမတော်ထောက်လိုင်းရင်ညွှန်ကြားရင်းမှုယုံမှဘူမူကြည်လွင်နှင့်ဂျီတူဘူမူချာလီတို့မှာ ဘာလို့လို့ဘာကံရမှန်းမသိဖြစ်ခဲ့ပုံရပါသည်၎င်းတို့အနေနဲ့ကြိုး၍ရှာဖွေကြပုံရပါသည်ထိုအချိန်မှာပင်မကိုးယိုးမှတနေရာတွင်ထားရှိသောဘုံမူးတင်ဦး၏ထောင်လန်း၏ပိုက်ကွန်နှင့်ဘူကြီးကျော်စွာမြင့်ဆုံတွေ့ရသဖြင့်တည်င်းတက်လာခဲ့ပါသည်ဘုံမူးတင်ဦးသည် စေယုံသို့ဘူကြီးကျော်စွာမြင့်ဘာဖြစ်လို့ပကိုးယိုးမှဘတ်သွားတာလဲဟုမေးရာထိုအချိန်ကဘုံမူးတင်ဦးအနေနဲ့စေယုံတွင်ဝန်ဆန်ခြင်းမရှိခဲ့သေးသဖြင့်ခပ်ပော့ပော့ပင်ပြန်ဖြေခဲ့ပုံရပါသည် ရင်းဖြည့်ပြက်နေဆက်ဆက်၍ဘူမူးဂျီလွင်နှင့်ဘူမူးရှာလီသိန်းရွှေတို့အားဗိုလ်ချုပ်ကြီးကအထင်မှားခံခဲ့ရပါသည်ဘူမူးရှာလီအားစစ်တမ်းမှုနှင့်ရိုးရာသို့ပို့ပြီးအဘလွင်အားလဲတာဝန်မပေးဘဲထားခဲ့ပုံရပါသည် ထိုအချိန်ကအဘလွင်သည်ဘဟုထောက်လန်း၏တတ်နိုင်တာအနေများခဲ့ပါသည်တမ္မအရာရှိများနှင့်ရင်းနှီးမှုပိုး၍ရခဲ့ပြီးဗိုလ်ချုပ်ကြီး၏အကြောင်းများကိုလည်းအခွင့်အသင်နိုင်ပြောပြခဲ့သည့်ဖြင့်အရာရှိများမှပိုး၍ကြီးညိုမှုဖြစ်ပေါ်ခဲ့ပါသည် ဘူကြီးကျော်စွာမြင့်နှင့်ပတ်သက်ပြီးဘူချုပ်ကြီးနေဝင်းကထောက်လင်းအရာရှိများကိုခေါ်ယူတွေ့ဆုံ၍ရှင်းလင်းပြောပြခဲ့ပါသည်ထို့သောတွေ့ဆုံရာတွင်ဘူချုပ်ကြီးကထောက်လင်းဆိုတာလူကြီးတွေရဲ့နားမျက်စိဖြစ်ကြောင်းဘာသတင်းမဆိုအရေးကြီးမကြီးကိုဆုံးဖြတ်တာမျိုးမဟုတ်ပဲအထက်လူကြီးများထံသို့အ мян ဆုံးရောက်ရှိအောင်တင်ပြပေးဖို့လိုကြောင်းထောက်လင်းအရာရှိများသည်အရေးပါသောတာဝန်ကိုထမ်းဆောင်ရသဖြင့်အကြောင်းတစ်ခုခုကြောင့်အကြက်ကိုင်းခံရခြင်းမျိုးဖြစ်တတ်ကြောင်းထို့သောခံရလျင်ဖြစ်စေ ကိုရီးကိုတာခက်ခဲရှိလျင်ဖြစ်စေဟုံးထားခြင်းမရှိဘဲလူကြီးများထံသို့အမြန်ဆုံးတင်ပြကြစေလိုကြောင်းယင်းတို့တင်ပြခဲ့သဖြင့်လူကြီးများကဖြည့်ရှင်းပေးခဲ့သည့်အစဉ်အလာများရှိခဲ့ကြောင်းကိုလည်းအတွေ့အကြုံများနှင့်တကွရှင်းပြခဲ့ပါသည်ထိုစဉ်ကဗိုလ်ချုပ်ကြီးနေဝင်းနှင့်အတူတော်လန်ရေးကောင်စီများအားလုံးပါဝင်ကြပါသည် ခုလိုအဆုံးအထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နဲ့သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ